ရှင်သောဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့သုံးမဩဝါဒစကားနဲ့ချော့မော့တော်စကားဆိုရက်ကောင်းစင်လေးနဲ့ခွားပေးတော်မှာဖြစ်ပါတယ်။အဲတော့ဒီတစ်ခုကိုဘာဖြစ်လို့ကျွန်တော်တွေ့ရသလဲဆိုရင်တော့အမှန်နဲ့အမှားကိုခွဲခြားတတ်ဖို့ဖြစ်တယ်။နော်။ဒီနေ့တော့သုံးမဩဝါဒစကားပေါ့။အဲ့ဒါလေးကိုအရင် နော်ရှင်းပြမှာဖြစ်တယ်တမန်တော်ဝတ္ထုအခန်းနှစ်စာပိုက်50နှစ်မှာထိုသူများသည်တမန်တော်တို့ဆုံးမဩဝါဒကိုခံယူခြင်းအပေါင်းတင်းဖွဲ့ခြင်းမုတ်ကိုဖဲ့ခြင်းပတ္ထနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏တွေ့ရတယ်ဒါကကျွန်တော်တို့ခရိယံမန္တန်လေးခုဖြစ်တယ်ဟာဒီမန္တန်လေးခုမှာပါပါလဲဆိုတော့ရှစ်ဆုံးကနေပါကတော့ ဆုံးမဩရာပေးခြင်းကိုအမြဲဆောင်ရွက်တယ်ပြောတော့တွေ့ရတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်သိဖို့ကနှုတ်ကပတ်တော်ကိုခံယူပြီးဆိုရင်ခံယူပြီးဆိုရင်နော်ဆုံးမဩဝါရာပေးတဲ့နှုတ်ကပတ်တော်ကိုခံယူတတ်ဖို့အလွန်ရည်ကြီးတယ်ပေါ့။ဟောတဲ့လူတော်လည်းနော်အမြင့်မရှိမှာပေါ့ဆုံးမဩရာစကား ိုဟောတယ်လို့လည်းရှိမယ်ချော့မော့တဲ့စကားကိုဟောတယ်လို့လည်းရှိမယ်ဒါပေမဲ့ကိုကဟိုရွေးချယ်ပြီးခံယူဖို့ကတော့ so much over စကားဖြစ်တယ် so much over ဆိုတော့ so much တယ်ဆိုတော့เนาะလိန်မာလအောင်ယဉ်ကျေးတိမ်မွေ့လာအောင်ပြောချင်တာဘုရားစကားနားထောင်တက်လာအောင်ဘုရားအလိုတော်တည်လာအောင်စသဖြင့်ပေါ့နော်ကောင်းတော့ခြင်းခြင်းလာဒီလိုမျိုးဆုံးမတာပေါ့အော်ဝါရဆိုတာကတော့အဲ့စကားပေါ့နော်ပြောတာပေါ့အဲ့တော့ဒီနေ့ တမချန်းစာတအိုးလုံးကိုကြည့်ရင်လေနော်ဒီတမတက်ကြည့်ကြည့်ဓမ္မဟောင်းကြည့်ကြည့်စောင်းမအော်ရာစကားတွေကြည့်ပဲဆိုတော့တွေ့ရမှာဖြစ်တယ်တမတက်ချမ်းမှာဆိုလဲဒါ28စောင်းမှာခရဝဉ္ဇန်းလေးချမ်းကြည့်လဲစောင်းမအော်ရာပါပဲနော်ဗျာရဉ္ဇန်းကလွန်ဉ္ဇန်းအားလုံးကတော့စောင်းမအော်ရာလေးကြည့်ပဲဗျာရဉ္ဇန်းလည်းကြည့်မယ်ဆိုရင်တော့တေချာလိမ့်လိုက်ရင်နော်စောင်းမအော်ရာပဲဖြစ်ကြောင်တွေ့ရမှာဖြစ်တယ် ။ဒါကြောင့်တရားဟောတဲ့လူကတကယ်ပဲကြမ်းစာနဲ့နှုတ်ကပတော်နဲ့အညီဟောရင်တော့သုံးမဩရစကားပဲပြောမှာဖြစ်တယ်။အဲ့လိုမဟုတ်ဘူးချော့မော့တော်စကားပြောရင်တော့ဒီနေ့မပိတာမှတ်လိုက်တော့နော်။ဟိုဘုရားသခင်အလိုတော်နဲ့မညီတော့ဘူးပေါ့။ဒါမနဲ့ပြန်ကြဆက်ပြောမယ်ပေါ့နော်။အဲ့တော့ဟေဗြဲခန်းစနစ်စာပတ်6မှာထာဝရဘုရားသည်ချစ်တော်မူသောသူကိုဆုံးမတော်မူတဲ့ လက်ခံသမျှသောသားတို့ကိုတန်ခတ်တော်မူတည်းဟုသူငယ်တို့ကိုဆိုတကယ်တို့တင်တို့ကိုပြောဆိုသောဩဝါဒစကားကိုမေ့လော့ကြသလားဒီတုတ်တန်ချမ်းကိုရင်ညွှန်းတာဖြစ်တယ်အဲ့တော့ဘုရားသခင်ကနော်ကျွန်တော်တို့ကိုဒီဘယ်လိုခေါ်မလဲအဖေကသားသမီးကိုဆုံးမဩဝါဒပေးတယ်လို့မျိုးပဲပေးတယ်တဲ့ ဘာဖြစ်လို့လဲဆိုအဖေကသားသမီးကိုချစ်တဲ့အတွက်ဆုံးမအော်တာပေးတယ်ဒါတိုင်းမှာဘုရားသခင်ကလည်းကျွန်တော်တို့ယုံကြည်သူများကိုချစ်တဲ့အတွက်ဆုံးမအော်တာပေးတယ်ဟောအဲ့တော့ဆုံးမအော်တာပေးတယ်ဆိုတာလိုတယ်ဆိုတာမရှိဘူးတားရဲ့တားရဲ့နားထောင်တက်အောင်တားရဲ့တားရဲ့နားလည်အောင်တားရဲ့တားရဲ့နော်အလိုတော်တားရဲ့အသက်ရှင်တက်လာအောင်ဆုံးမအော်တာခံယူနေဖို့ဖြစ်တယ်ပေးလို့ပဲဖြစ်တယ်ဒီလိုနားလည်ဖို့ဖြစ်ပါတယ်နော်အဲ့တော့ကိုယ်ဆုံးမအော်တာပေးတယ်ဆိုကြတဲ့က ချစ်လို့ဖြစ်တယ်ဆိုတာဟောသတိပြုပါเนาะနှစ်သက်လို့ဖြစ်တယ်ဆိုတာဟောသတိပြုပါဆိုကြပါစို့ကိုကိုအတင်းတော်ကတင်းဝဆရာကစုံမဩရာဘယ်အမြဲဆောင်ရွက်တယ်ဒီနှုတ်ကပတော်ဝင်ငှရဆိုတင်းတို့ချစ်လို့เนาะတင်းတို့ကိုနှစ်သက်လို့ဖြစ်တယ်ဒီလိုခံယူပါလို့ပြောချင်တယ်เนาะနောက်တစ်ခုကတော့ဒီ7မှာဟေဘဲ7စပါ7မှာဘာပြောလဲဆိုတော့ ဆုံးမချင်းမိဒီကခါရဆင်အခါဝမ်းမြောက်စရာမထင်ဝမ်းနည်းစရာထင်တိုက်တော်တော်လဲဆုံးမချင်းကိုခါရတော်သူတို့ဒီနောက်မှငိန်သက်ချင်းနဲ့ဆိုင်တော်ဖြောက်မချင်းအကျိုးကိုရတဲ့အဲ့တော့ဆုံးမခါရရင်တော့ခံလို့မကောင်းနော်နားကြလို့မကောင်းခါတယ်ပေါ့ခါတယ်ဒိုင်မဲ့တဲ့နော်ဒိုင်မဲ့နော်ဝမ်းလဲနည်းစရာကောင်းတယ်ငါစရာကငါ့ကို နော်တစ်ခါလေးမှတော့ဟိုအတင်းတော်မှာတရားဟောတဲ့လူကသူ့အတူဘုရားဖွင့်ပြလို့ဟောတာပဲကိုယ်အကြောင်းနဲ့ကွတ်တိလာဖြစ်တတ်တယ်ပေါ့အဲ့ဒီခါမှာတစ်ခါလေးမှဆရာငါ့ကိုတက်တက်ပြောတယ်လို့တချော့ထင်တယ်ပေါ့ဝန်းနဲ့ဆရာဖြစ်တယ်နော်ဝန်းနဲ့ဖြစ်တယ်တဲ့နော်ဝန်းနဲ့ဝန်းမြောက်ဆရာမထင်ဘူးတဲ့ဝန်းနဲ့ဆရာလို့ထင်တယ်တဲ့ငါ့ကိုပဲပြောတယ်ဆိုတော့မှဒါပေမဲ့လည်းတဲ့သူကနောက်မှငြိမ်သက် ချင်းနဲ့ဆက်ဆိုင်တော့ဖြောင့်မတ်ချင်းနော်အကျိုးကိုခံရတယ်ဖြောင့်မတ်ချင်းရဲ့အကျိုးဆုံးမဩဝါဒကိုကိုကခံတယ်ငါ့ကိုပြောတယ်ငါတော့နောက်တစ်ခါအဲ့လိုမလုပ်တော့ဘူးကိုကတက်ဆိုင်လို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါဝိညာဉ်တော်ဖွင့်ပြတာဖြစ်မှာပေါ့ဆိုတော့မှနောက်တစ်ခါအဲ့လိုမလုပ်တော့ဘူးဆိုတော့မှဆရာတော်စိတ်ဆိုးကောင်းဆိုးမှာနောက်တစ်ခါပြောမခံချင်လို့ကြောက်တယ်လကောင်းနော်ဖခင်ကတကူတစ်ချိန်မှာစကားပြောလို့တယ်လကောင်းမလုပ်တော့ဘူးဆိုရင်တော့ဘာဖြစ်လဲတော့ ငြိမ်သက်ခြင်းနဲ့ရှင်တဲ့ဖြောင့်မတ်ခြင်းအကျိုးနော်ဖြောင့်မတ်တော်သူကစိတ်ငြိမ်သက်တယ်နော်အဲ့အကျိုးကိုရတယ်အဲ့ဒါဆုံးမခြင်းအကျိုးကျေးဇူးဖြစ်ပါတယ်နော်နောက်တစ်ခုကတော့ဒီဟေဘဲ73စာပေါ22မှာညီကိုတို့ငါဒီအချင်းအဖျင်ရေးထား၍ကြားလိုက်တော့ဤဆုံးမဩရာစကားကိုတီးခံမိအကြောင်းငါဒီတင်းတို့ကိုနှိုးစော်တောင်းပန်၏အဲ့တော့ ဆုံးမဩဝါဒငါရေးပေးလိုက်တယ်တဲ့အဲ့လိုရေးပေးတော့မှမင်းတို့ခံရတဲ့ခါမှာတီးခံပါတဲ့တခါလေမှာကျွန်တော်တို့ကနော်ပောက်ကွဲတယ်နော်အတင်းတော်မှာအပေါ်အောက် online ရှိတယ်မဟုတ်ဘူးနော်ခမရဘလောက်ကောင်းလို့လဲကျွန်တော်ဘာဖြစ်လို့လူထဲမှာပြောရမလဲဒီလိုမျိုးပေါ့ဖြစ်တာရှိတယ်အဲ့လိုမဟုတ်ဘူးတီးခံတဲ့လက်မခံနိုင်တင်းလဲဘာလို့လဲတီးခံပါတဲ့နော်တီးခံပါ နောက်ကြတော့သူကအဲ့လိုတိခန့်ခြင်းအဖြစ်ဝိညာဉ်တော်ပဲ့ပြင်ပြီးတော့မှဖြောက်မှတ်ခြင်းအကျိုးညင်သက်ခြင်းချမ်းသာဖြစ်စေမယ်ဘယ်လိုပြောတာတွေ့ရတယ်နော်နောက်တစ်ခုကတော့ဗျာဒိတ်ချံအခန်း3ပိုက်19မှာငါချစ်သည်မြတ်တော်ငါချစ်သည်မြတ်တော်သူတို့အပြစ်ကိုငါစစ်ဆေး၍သူတို့ကိုဆုံးမတိုက်ထို့ကြောင့်ကိုယ်စိတ်ကိုနှိုးဆော်လော့နောင်တရလော့အမှန်ကတော့ နောင်တရဖို့ဖြစ်တယ်။ဘုရားကျောင်းသွားတယ်။နော်တရားဟောတဲ့ဆရာကဆရာမကနော်တရားဟောတာကိုယ်ဆုံးမဩတာပေးလို့ဖြစ်နေတယ်ဆိုရင်မလုပ်ရမလဲဆိုတော့နော်နောင်တရဖို့ဖြစ်တယ်။နောင်တရဖို့ဖြစ်တယ်။တချို့ကျတော့နောင်တရဆရာမရှိဘူးပေါ့။ပဲ့ပြန်မှာပေါ့။တာ၍လက်လျှောက်မှာပေါ့။ကိုယ်ခွာပေးလို့မျိုးဖြစ်တာပေါ့။သူတို့ရှိတယ် ။နောက်ဆုံးအနေနဲ့နှစ်တိခန်းသုံးစာပိုက်16နဲ့16မှာဗာပြောလဲဆိုတော့ထိုကျမ်းစာရှိသည်မြသည်ဘုရားသခင်မှုတ်သွန်းတော်မူသောအဖြစ်ဖြစ်၍ဘုရားသခင်လူသည်စုံလင်တော်သူ ကောင်းတော်အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငါပြင်ဆင်တော်သူဖြစ်မည်ကြောင်းဩဝါဒပေးခြင်းအပြစ်ကိုဖော်ပြခြင်းဖြောင့်မတ်စွာ ပြုပြင်ခြင်းတရားကိုတုန်တင်ခြင်းကြီးစိုးများကိုပြုတတ်၏ ကျမ်းစာတအုပ်လုံးဟာနော်ဘုရားသခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်အဖြစ်နော်ရေးတာဖြစ်တယ်အဲတအုပ်လုံးကသူ့ရွေချက်ကဘာလဲဆိုတော့ဘုရားသခင်ရဲ့လူဖြစ်တဲ့ကျွန်တော်တို့တွေရှင်လင်တော်သူဖြစ်ဖို့နဲ့ကောင်းတော်အမှုမျိုးမျိုးကိုပြုတ်ဖို့ပြုတ်တတ်တော်သူဖြစ်ဖို့အတွက်ဆုံးမဩရာပေးတယ်ဒါပါပဲအချုပ်ကကျမ်းစာတအုပ်လုံးအဲဆိုဒီကျမ်းစာကိုအမိပြုတ်ပြီးတရားဟောတဲ့သူကနော်တမန်တော်တို့ကဲ့သို့ပဲပေါ့ ။ဆုံးမဩရာ။စကားပဲဖြစ်ရမှာပေါ့။ချော့မော့တော့စကားမဖြစ်ရပါဘူး။မဆိုင်ဘူး။နော်အဲ့ဒါလွဲနေတယ်ပေါ့။ဒါမနဲ့ပြန်ကြမှာပြောမှာဖြစ်ပါတယ်။ဒါကြောင့်ဓမ္မမေဆွေဒီနေ့နော်။အဲဒီနှုတ်ကပါတော်အဖင်းဘုရားသခင်ကအသင်ကိုစကားပြောနေတယ်လို့ပြောချင်တယ်နော်အဲ့တော့ဆောင်းမဩရာနှုတ်ကပါတော်ကိုယ်နဲ့ကြိတ်ကြိတ်မကြိတ်ကြိတ်နော်ကြိုက်ကြိုက်မကြိုက်ကြိုက်အဲ့ဒါကိုပဲရွေးပြီးနားထောင်စေချင်တယ်နားထောင်ပါ အဲ့ဒါဆိုရင်တော့မဖြစ်မလဲအဆုံးမှာတော့တင်ဟာနော်ကြားထဲမှာတော့ခက်ခဲတာရှိမယ်ဝန်းနေတာရှိမယ်မကြိုက်တာရှိမယ်ထိတ်မတုတ်ထိတာရှိမယ်တော့ရင်တိခါရမယ်ပြီးရင်နောင်တရစားရှိရင်နောင်တရရမယ်အဲ့ဒါဆိုရင်တော့တင်ဟာဘာဖြစ်လဲမယ်ဆိုတော့နော်စုံလင်တော့သူဖြစ်မယ်ပြီးရင်ကောင်းတော့အမှုအမျိုးမျိုးကိုပြုတ်တတ်တော့သူဖြစ်လာလိမ့်မယ်လို့ခေါ်ပေးနေနေကုန်ချုပ်ပါတယ် ဖျားသခင်နေ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်